ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့လာရှိုမျိုးကိုစစ်ကောင်စီထံရှုံးမွေစွာ လွှဲပြောင်းပေးအပ်တာကိုမျက်မြင်သက်သက်ခံသွားမယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမနေ့ကပြောဆိုခဲ့ပါတယ်။ပုံမှန်သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တယောက်ရဲ့မေးမြန်းချက်ကိုဧပြီလ22ရက်နေ့ကမစ္စတာကော်ဂျောက်ခွန်ကဖြေကြားခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်ထားပါတယ်။ကိုမေငင်းချမ်းရေးတွစ်ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအစိုးရနဲ့ MNDAA တို့ရဲ့သဘောတူညီချက်တွေကိုအကောင့်ထွေးဖော်နိုင်ဖို့နှစ်ဖက်ပူးတွဲဖိတ်ကြားချက်အရတရုတ်ပြစ်ခတ်ရက်စင်းမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှိုမျိုးကိုဆေလွတ်ခဲ့တာဖြစ်တယ်လို့မစ္စတာကောကျောက်ခွန်ကဆိုပါတယ်ဒီလိုဆေလွတ်ပြီးစစ်ကောင်စီနဲ့ MNDAA တို့အကြားအပြစ်ခတ်ရက်စင်းရေးကိုစောင့်ကြည့်သွားမယ်လို့လည်းသူကဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ MND ကိုကန့်တက်တွေပြန်လည်ဆုတ်ခွာပြီးတဲ့နောက်ဧပြီလ22ရက်နေ့မှာတော့စစ်ကောင်စီတပ်ကမြို့ရဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်ကောင်အစည်းရင်90ထက်မနည်းဟာမနက်အစောပိုင်းကနေစတင်ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့လာရှိုးမြို့ခံဒေသခံတွေစီကနေသိရပါတယ်ရှင်။